ကျွန်တော်မိတ်ဆွေများလုံးမင်္ဂလာပါရှင်။စက်တလပိုင်းတွင်အင်္ဂါသားသမီးများတွင်တလဆာကံကြမ္မာများကိုဟိုကနေစပြီးတော့ခေါ်ပြောပြီးမှဖြစ်ပါတယ်။စက်တလပိုင်းမှာအင်္ဂါသားသမီးများကံကောင်းကောင်းမွန်တဲ့ကံတရားပေါ့အလွန်ထူးခြားတဲ့ကံတရားပေါ်မှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်အင်္ဂါသားသမီးများအစအဆုံးကြီးကြည့်ပေးဖို့လိုအပ်ပါတယ်။အင်္ဂါသားမိများအားဒီသတ္တလပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ပညာကြီး အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကံအရင်ကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်တခုဟာကြတော့အလောက်ကံနဲ့ပတ်သက်ပြီးတော့အလင်းအငယ်အတိုက်ခံပြုတဘောမျိုးတွေတွေ့ကြုံရတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ဆုံးရှုံးစရာနဲ့စိတ်တော့ကရောက်စရာလေးတွေ့ရတတ်ပါတယ်လူမှုရေးအပိုင်းတွေမှာဝင်မပါမိအောင်ဖယ်နေရမှာဖြစ်ပါတယ် ဒါဆိုရင်အင်္ဂါသားသမီးများအားဒီဆက်တလပိုင်းမှာဆိုလို့ရှိရင်တော့ခရီးနဲ့ပတ်သက်တာကြီးအောင်မြင်တတ်ပါရဲ့စကားပြောဆိုတဲ့လုပ်ငန်းမျိုးတွေနိုင်ငံရဲ့ကြားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆိုရင်ထူပဲအောင်မြင်မှုကြီးပိုင်ဆိုင်ရပါတယ်တတလပိုင်းမှာအင်္ဂါသားသမီးတွေကဘာပဲကြုံကြုံနှစ်ချိန်နှစ်ခါလောက်တွေ့ကြုံရပါတယ်အဖန်ဖန်အခါခါစူးစမ်းနေရတဲ့ကာလလို့ပြောလို့ရပါတယ် အင်္ဂါသားသမီးများဒီသက်တလပိုင်းမှာဆိုရင်မမျော်နဲ့မဲနဲ့ငွေတွေဖြစ်လိုက်ပုံလိုက်ခွန်လာမဲငွေကြီးတွေအရန်ဟောကန်ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့သုံးဖြတ်ချက်တည်းနော်ကိုယ့်ရဲ့သုံးဖြတ်ချက်တည်းကိုယ့်ရဲ့ရွေးချယ်မှုကြီးကြောင့်ငွေကြီးတွေကဆုံးရှုံးသွားရတာပြန်ထွက်သွားတာအဖတ်မတင်ဘူးဖြစ်သွားတာမျိုးဖြစ်ပါတယ်ဒီလမှာသတ္တလပိုင်းမှာအင်္ဂါသားသမီးတွေက အလှူအတန်းတွေရည်ရွယ်ချက်တွေနဲ့ကောင်းတဲ့ပေါ်ဆောင်နိုင်ပါတယ်။အလှူတန်းတွေကြီးကြီးမားမားလှူဝတတ်ပါတယ်။အင်္ဂါသားသမီးများလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်သစ်၊နေရာသစ်ပြောင်းရွှေ့ရတတ်တယ်။တည်ငြိမ်မှုတွေအပြောင်းရွှေ့မှလည်းတည်ငြိမ်မှုတွေရရှိတတ်တယ်။အလုပ်ကောင်းနေရာကောင်းတွေရရှိတတ်ပါလေ။အကြီးကဲရဲ့ဥပမှုဖိမှမှုညနေတာပေးမှုတွေကြုံရတတ်ပါလေ။ ဒါကြောင့်အင်္ဂါသားမီးယာဆက်တလာပိုင်းမှာဆိုရင်ကံရန်ကောင်းပါတယ်။မိမိတို့အနေနဲ့ကလုပ်ငန်းပိုင်းမှာအရန်ရလောကြည့်ပြီးတော့ဆုံးဖြတ်ချလိုက်ဆုံးဖြတ်လိုက်တာမျိုးတွေမပြုလုပ်ဘူးတော့လိုအပ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှအောက်နဲ့ငယ်သားနော်လုပ်ဖို့ကင်ဖက်အချင်းချင်းအတိုက်ခံအပြုတ်တဘောမျိုးတွေဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့တတိလေးထားပြီးတော့ဒါရှေ့ဆက်သွားမယ်ဆိုရင်တော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။ ဲ့တော့ဒီလမှာအမွေတွေရမှုရှိရင်ရတတ်ပါတယ်မပြည့်ပြည့်သေးတဲ့ကိစ္စတွေကဒီစက်တလာပိုင်းမှာပြည့်ပြတ်သွားတတ်ပါတယ်ကိုယ့်ရဲ့အကြံစီအောင်မြင်သွားတတ်ပါငွေကြေးတွေစုဆောင်ထားတယ်ဆိုရင်တော့ဒီစက်တလာပိုင်းမှာအကုန်ကြများတတ်ပါတယ်အလှူဒန်းတွေလည်းပြုလုပ်ရတတ်ပါတယ်တခုတော့တတိထားပါဖြက်လန်းနီးနဲ့စီးဝါရှာတာတွေဖြက်လန်းနီးနဲ့ရင်းနှီးမြုပ်နှံလိုက်တာမျိုးတွေအဲ လောက်တာမျိုးလေးမပြုလုပ်ရပါဘူးအထူးကိယူဆက်ရမှာဒီလထဲမှာအင်္ဂါသားနည်းညကံအမြင်ပိုင်းထဲမှာရောက်နေတဲ့အတွက်မိမိတို့အနေနဲ့ကအလောင်းကစားကြီးအပျော်ပါးကြီးအရက်တေစာကြီးရှောင်ပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့မွေးနေ့မွေးရမှာတတ်တတ်တော့သားမယ်ဒိဋ္ဌံပတိစိတ်မစုံပို့ပြီးတော့ကောင်းပါတယ်လူငယ်တွေဖြစ်တယ်ဆိုရင်တော့လူပြိုလူလူလည်းဖြစ်တယ်လူငယ်တွေလည်းဖြစ်တယ်ဆိုရင်တော့အချစ်ရေးမှာမျက်နှာပြီးပြီးကြုံရတတ်ပါတယ်ချစ်သူရဲ့အလိုလိုက်မှုတွေလက်ထပ်မင်္ဂလာစစ်စစ်ကောင်းလန်းခြင်းတွေ ခံရတတ်ပါတယ်။အဲ့တော့မင်္ဂလာကိစ္စတွေအထမြောက်အောင်မြင်တတ်ပါတယ်။မင်္ဂလာရက်မြက်ဒီလေဒီလာထဲမှာလက်ထပ်မင်္ဂလာပွဲတွေပြုလုပ်မဆိုရင်လည်းအောင်မြင်တတ်ပါ။အနုပညာရှင်တွေအနေနဲ့ကတော့ဒီစက်တလပိုင်းဆိုတာလူမှုရေးအတိုက်အခိုက်လေးတွေနည်းနည်းရှိတယ်။ကိုယ့်ရဲ့အပြောအမအဆိုမလေးပုံမှန်တည်ရှိနေတယ်။ နောက်တစ်ခုကကိုကဒီအမှုပညာသမားတွေအထူးကယူဆက်ရမှာအင်္ဂါသားသမီးအမှုပညာသမားတွေအခုမှစလုပ်မဲ့လူတွေဆိုလို့ရှိရင်တော့စိတ်တက်ကြပြန်နေနည်းနည်းတော့တွေ့ကြုံရတာပါတယ်အမှုပညာလုပ်ငန်းတွေတော့ဒီလာထဲမှာနည်းနည်းလေးတိုက်ခံအပြူတဘောလေးတွေအပြည့်မလွတ်တာမျိုးလေးတွေအပြောဆိုခံရတာမျိုးလေးတွေကြုံရတာပါတယ်အထူးကယူဆက်ပါဒါကြောင့်မိမိတို့အနေနဲ့ကအင်္ဂါသားသမီးများကဒီတနင်္လာနေ့ 10နာရီတိတိမှာပေါ့နော်မိမိတို့အနေနဲ့နှင်းစီပန်းခုနှစ်ပွဲလှူဒန်းပြီးတာလှူပြီးတော့ကိုယ်အလိုရှိရာအရှိရဲ့ဘက်ကိုမျက်နှာမူပြီးတော့စူတောင်းပေးရမှာဖြစ်ပါတယ် အင်္ဂါသားသမီးများဒီစက္ကလပိုင်းမှာကိုဝင်ဆောင်တဲ့ဆိုလို့ရှိရင်တော့စိတ်ယုံမှမူရမယ်။သားသမီးရတနာတွေဝင်လာဖို့လည်းရှိတယ်။နောက်တစ်ခုကညအညက်နေကိုအိမ်မှာတဲကူနေထိုင်တာမျိုးတွေဧည့်သည်တွေရောက်လာတာမျိုးတွေတွေ့ရတတ်ပါတယ်၊ကြုံရတတ်ပါတယ်။အိမ်အောင် ရှိတဲ့သူဧည့်သည်မျိုးတွေရောက်လာရင်အထူးဂရုစိုက်ရမယ်။အဲ့တော့ဒီနှစ်ပိုင်းထဲမှာဒီကာလလေးမှာပေါ့ဒီလပိုင်းလေးထဲမှာကိုကမျက်နာတွေပွင့်နေမယ် အိမ်အောင်ရှိသူကပါကိုယ့်ကိုနှစ်သက်တဘောကြတာမျိုးလေးဖြစ်တတ်ပါတယ်မျက်နှာအရန်ပွင့်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသားသမီးများဒီကာလမှာဆိုရင်တော့အလုံလားစားတွေကောင်းမယ်ယာတူတိုးတာတွေခံရဖို့ရှိတယ်အဲသားသမီးလက်အောင်ငယ်သားသားသမီးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရောက်ရတတ်တယ်ဒါလေးတော့နည်းနည်းကယူဆိုင်ပါငွေကြေးတွေအများကြီးရင်းနှီးမြှုပ်နှံတာမျိုးတွေမပြုလုပ်ရပါဘူး ရက်20ပိုင်းအကျော်မှာတော့ကန်တရားကကြောင်းလဲတွေထူးခြားစွာကြုံရတတ်ပါတယ်ထိပေါက်ကင်းရှိတာမျိုးတွေထိပေါက်နိုင်ပါတယ်ထိထိုးပေးဖို့လည်းမမေ့ပါနဲ့အဲ့တော့အင်္ဂါသားသမီးများဒီလာပါဆိုရင်ကျမရဲ့အနည်းငယ်ညံ့တတ်ပါတယ်ကျမရဲ့ဂယုဆိုင်ပါဦးကောင်းပိုင်းနဲ့ဝမ်းပိုက်တွေဒုက္ခပေးတတ်ပါတယ်မကြာခဏခေါင်းမူတာလိုခေါင်းကိုက်တာလိုဖြစ်တတ်ပါတယ်ဝင်းပြက်တာမျိုးတွေဝင်းပြက်တဲ့အစာအသောက်တွေလည်းရှောင်ရမှာဖြစ်ပါတယ် ဲ့တော့ပုံတွက်မှုနေ့ညနေသားမှာအင်္ဂါသားသမီးများစေဝါဒစာတက်ကြီးရွယ်အိုးကိုလှူဒန်းပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးများဒီအိမ်မှာဒီလိုကာလမှာပေါ့ကိုယ့်အိမ်မှာအပြုအလူလူရှိနေတယ်ဆိုရင်တော့တတိထားပါအိမ်ကနေထွက်သွားတတ်ပါတယ်เนาะ ဒီကာလာလေးမှာတော့မိမိအနေနဲ့ကဘာသာရေးလေးလုပ်ပြီးမယ်ဆိုရင်တော့ပူပါပူကောင်းပါတယ်မိမိတို့ရဲ့လုပ်ငန်းတွေစတင်အကောင့်ထဲပေါ်မယ်ဆိုရင်လည်းအလုပ်ကိုရဲရဲစုံဖြစ်ပါကောင်းပါတယ်အိမ်တော်ရေးရတော့မတိမပြတ်ဖြစ်နေတာမျိုးရဒီလပိုင်းထဲမှာပြန်လည်တင့်မြတ်သွားတတ်ပါတယ်ပျော်ရွှင်တဲ့အိမ်တော်ရေးမျိုးတွေကြုံရတတ်ပါတယ်ဖြစ်မှာပါเนาะအဲ့တော့စိတ်တော်ကရောက်စရာတွေစိတ်ညစ်ရစရာတွေရှိခဲ့တယ်ဆိုရင်တော့ဆက်တလပိုင်းမှာ ိမ်တော်ကြီးကပြန်နဲ့အစဉ်ပြေးသွားတတ်ပါတယ်။ဒါကြောင့်အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့နှင်းစီပန်း9ပွင့်အုံးညွန်း6ညွန်းရွက်လာလေးလေးညွန့်နဲ့တူမျက်စွာဖျားရှင်ပန်းအိုးလေးလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာလေးမှာအင်္ဂါသားသမီးများဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့ကဒီမျက်စွာဖျားရှင်ကို မိမိတို့အနေနဲ့ထီးမှုတလက်လှူဒန်းပြီးတော့မှလူရစုတောင်းပေးပါ။ဝိနေဝိရဲ့ဒီမှာအဋ္ဌံပတိစိတ်တာမျိုးတသက်တော်စားတာမျိုးလေးပြုလုပ်ပေးပါ။ဒီကာလာလေးမှာမိမိတို့နဲ့အကျိုးမပေးတာကတော့ပုတ်တပူတနင်းလာတနင်းကိုလေသာသမီများအထူးပြုဆိုင်ရမယ်။အကျိုးပေးတဲ့သာသမီတွေကတောက်ကြစနေကြာသာပတိအကျိုးပေးပါတယ်။အဲ့တော့ဒီသက်တလပိုင်းမှာဆိုရင်ပုတ်တပူတနင်းလာသာသမီနဲ့သက်တူလုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့အထူးပြုဆိုင်ပေးပါ။ရံများတက်ပါတယ်။လူမှုရေးကိစ္စတွေတွဲပတ် ြီးဆောင်ရွက်မယ်ဆိုရင်လည်းအထူးပြုဆက်ရမယ်တယောက်နဲ့တယောက်နားလည်းမူရင်းလွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါတို့ရဆန္ဒနဲ့ပြည့်ဝနိုင်ကြပါစေရှင်။ဒီမှာထမပါပေးတယ်မိမယ်ဆိုလို့ရှိရင်တော့3969898030တင်ငန်းက5ကနေတက်ဆင့်လာရောက်မင်းရနိုင်ပါတယ်ညံမှုစောက1000ကျော်ယူပါတယ်အလှကြရင်ဟောပေးပါတယ်ရှင့်